ုက်ရှာလိုက်တာ Hello ဒီနေ့မှာတော့ဘူရာကဘိုက်လဲစားထမင်းလဲမစားချင်တာနဲ့မာလာချင်းဆက်ခေါက်ရဲစားဖို့စင်ဝဲလက်ဘက်ကိုထွက်လာခဲ့ပါတယ် ားဖို့ရေးချလိုက်တဲ့ဆိုင်ကတော့နန်းဒီမောက်ချိုက်ဆိုင်ပါဒီဆိုင်ကမောက်ချိုက်နဲ့ပတ်သက်ရင်တော့ဟိုးရင်ကလေးကနာမည်ကြီးပြီးသား blogger တော်တော်များများလည်းညွှန်ကြတဲ့ဆိုင်ပေါ့ဒီတစ်ခါမှတော့ကိုရာကမောက်ချိုက်စားမှာမဟုတ်ဘူးနန်းဒီရဲ့တမုံဆွဲမာလာခြင်ဆက်ခေါက်ဆွဲကိုတမုံဆွဲပြန်ပါဆိုင်ထဲရောက်ပြီးဆိုတာနဲ့အမြဲစားနေကြကြက်ချောက်ဂျူးမြင့်လေးကိုအရင်ဆုံးပြေးမာလိုက်တယ်ပြီးရင်တော့တမုံဆွဲခြင်ဆက်ခေါက်ဆွဲလေးမာလိုက်ပါတယ် တမုံကျွတ်ခောက်ဆွဲမှာဆိုရင်ရတာလဲရွေးလို့ရတယ်ခောက်ဆွဲလဲရွေးလို့ရတယ်ရှင်ဆက်အရတာမာလာရတာဆိုပြီးရှိရပါဘောเนาะခောက်ဆွဲမှာဆိုရှင်လဲဝါဥခောက်ဆွဲအီချီခောက်ဆွဲအဲ့လိုမျိုးဘောเนาะကိုကြိုက်တဲ့ခောက်ဆွဲရွေးပြီးတော့မှာလို့ရတယ်ဟိုကတော့ TikTok ရဲ့ mock band တွေမှာခက်စားနေတဲ့အီချီခောက်ဆွဲလေး try ကြည့်ချင်တာနဲ့အီချီခောက်ဆွဲလေးနဲ့ပဲမှာလိုက်ပါတယ်ဟိုကတော့အချိန်ကနေ့လဲဆိုတော့လူတော်တော်လေးရှင်းတယ်အေးစစ်စစ်ပဲညနေနေနဲ့စောင်းလာရင်တော့ဒါလူကြက်တတ်တာလေးရှိတော့စောင်းရပါညာတော့ကြုံရပါပါတယ်ပထမဆုံးကြက်ချစ်တော့ဂျူးမြင့်လေးတောင်ပြောမယ် ်ဒန်နီရဲ့ချက်ချောက်ဂျူးမြင့်လေးကဘောတော်တော်လေးသဘောကျမိတဲ့ထဲမှာပါတယ်ရောက်တိုင်းလဲစားဖြစ်တယ်တကယ်စားဟန်းနေနေပြီရောက်ကြရအဲ့ကြောင့်ဖူးဘလော့ကမလုံချင်တာကင်မရာနဲ့ရိုက်နေမပြီး ်သူကထမင်းလေးနဲ့ dress ဆိုင်လဲ very good ဟုတ်အရသာကအေးအေးလေးနဲ့ထုံထုံဆက်ဆက်လေးပေါ့နော်အဆက်အဟတ်တဲ့တယ်ဂျူးမြစ်လေးတွေကလည်းကျွတ်ကျွတ်လေးဆိုတော့ဝါလို့ကောင်းတယ်ဘီယာလေးနဲ့ဆိုရင် share ပဲဆိုတော့ကျွတ်ကျွတ်ဂျူးမြစ်လေးကိုတော့ try ကြည့်ဖို့တော့ recommend လုပ်ပါတယ် ်အခုကတမုံဆွဲခေါက်ဆွဲအကြောင်းပြောမယ်တမုံဆွဲခေါက်ဆွဲကဘူရာကခြင်ဆက်အရသာမှာပင်မယ်ဆိုင်နဲ့နည်းနည်းလေးနားလည်မှုလွဲပြီးတော့မာလာအရသာလေးပဲလာချပေးရပေါ့နော်ဒါမဲ့လည်းဘာနေနေစားဖို့အဓိကပဲဆိုတော့မာလာလေးပဲဆွဲလိုက်တယ်သူ့ရဲ့ပေါ့နော်ဗာလဲတယောက်စာအကောင်းဆုံးတမုံဆွဲခေါက်ဆွဲခြင်ဆက်လေးပေါ့နော်မြင်ကြည့်လိုက်မယ် ည်းနည်းငမ်းမယ်လို့ထင်တာမငမ်းဘူးကောင်းတယ်ပထမအချက် potion potion ကအစအရန်စားနိုင်တဲ့သူမဟုတ်ဘဲနဲ့ပုံမှန်စားနိုင်တဲ့သူတယောက်အတွက်ဆိုလို့ရှိရင်တော့တော်တော်လေးလုံလောက်တဲ့ပမာဏလို့ပြောလို့ရတယ်အမဲသားတွေအမဲလုံးတွေကလည်းစသည်အနေနဲ့တစ်လုံးနှလုံးထည့်ပေးထားတာမဟုတ်ဘူးပါသိန်းတလောက်ပါတယ်ဆိုတော့ potion ကတော့ဘိုးရအတွက်အဆင်ပြေတယ်ဆိုတော့အထုံဆက်တိတ်မစားနိုင်ဘူးဆိုတဲ့သူတွေကတော့ အဲအရင်ကြီးကြိုက်မယ်လို့မထင်ဘူးအဲဒါမှမဟုတ်လို့ရှိရင်လည်း try ကြည့်ကြနေဆိုရင်တော့အဲဒါဆိုင်ကိုတော့ဒါထုံဆက်လေး short ခိုင်းဖို့အတွက်အကြံပေးချင်ပါတယ်အဲအဲ့လိုမဟုတ်ဘူးအထုံဆက်တွေပွင့်ထွက်ရှူရှဲနေမှာကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော့ try ကြည့်သင့်တယ်ကောင်းတယ်ဒီကြီးခေါက်ဆွဲကတော့ဘူရာပထမအဦးဆုံးစားဘူးလားဖမ်းကတော်တော်လေးခတ်တယ်စားလို့တော့ကောင်းတယ် ဒါပေမဲ့စိတ်မရှိလို့နောက်တစ်ခါမှာစားပြင်တော့ဝါဟုတ်ခေါက်ဆွဲလေးနဲ့ပဲပြောင်းစားကြည့်ပါမယ်။ဘူရမာကရဲ့ဟင်းပွဲလေးရဲ့စီးနှုန်းကချက်ချောက်ဂျူးမြစ်က12000ပါ။အထုံဆက်ကိုဒီထပ်ပူခြင်းတော့12500ပေးရပါတယ်။တမုံဆွဲမာလာချင်းဆက်ခေါက်ဆွဲကတော့အီဂျီခေါက်ဆွဲလေးနဲ့မို့လို့1000ပါ။ဝါဟုတ်ခေါက်ဆွဲနဲ့ဆိုရင်တော့8500ပါ။ဟင်းမွေးတစ်ခုကသူ့ဟာနဲ့သူတက်တက်စီစားမယ်ဆိုလို့ရှင်တော့တော်တော်လေးအဆင်ပြေရဲ့ဒါပေမဲ့ဘိုးရလိုမျိုးအခုလိုနှစ်ခုလုံးတွဲစားလိုက်တဲ့အခါမှာခေါင်းတစ်ခုလုံးကထုံပြီးတော့ပူထူရီးစားဟောင်းနေတာမေ့ပေါ့ ကဲစားလို့ပြီးသွားပြီနော်စားလို့ပြီးရမို့ကျွန်မလက်လျှော့လိုက်ပြီလိုက်ပြီးတော့စက်မစားနိုင်တော့ဘူးပေါ့နော်ကောင်းတာတော့တော်တော်ကောင်းတယ်ထုံတဲ့ဟာကိုစက်မစားလို့ပြောနေနေထုံနေဆိုတော့ကြည့်ရှုပဲကျေးဇူးတင်ပါတယ်နောက်ထပ်လည်းအစားပြေစီစဉ်မှာပြန်တွေ့ပါမယ်ဘယ်လောက်ပါပဲဘိုင်ဘိုင်